အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဆိုဗီယက်ခေတ်ဒုံးပြန်တစဉ်အင်္ဂလန်တောင်ပိုင်းမှာပြတ်ကျတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကားအရွယ်စားလောက်ရှိတဲ့ဆိုဗီယက်ခေတ် rocket ဒုံးပြန်တစဉ်ဟာကမ္ဘာပတ်လမ်းတွေကနေကမ္ဘာမြေပြင်ကိုပြန်လည်ပြတ်ကျခဲ့တယ်လို့ဆိုပါတယ်။အဲဒီဆိုဗီယက်ခေတ်ဒုံးပြန်ဟာနှစ်ပေါင်း53နှစ်အကြာကမ္ဘာပတ်လမ်းထဲမှာတည်ရှိနေခဲ့တာမှာမေလ10ရက်နေ့မှာအင်္ဂလန်တောင်ပိုင်းတနေရာကိုပြတ်ကျခဲ့တာပါ။ ပြကြခဲ့တဲ့နေရာအတီကျကိုတော့သိပ္ပံပညာရှင်တွေကမတွေ့ရှိသေးပဲစနေနေ့မနက်ပိုင်းမှာအင်္ဂလန်တောင်ပိုင်းကိုကျရောက်သွားခဲ့ပြီးလို့ကောက်ချက်ချထားကြပါတယ်။ကဘာမြေကိုပြန်လည်ကျရောက်စဉ်လေဒုကိုဖြတ်တန်းချိန်မှာပွတ်တိုင်မှုကြောင့်ဒုံးပြန်ကိုတဲ့ဘဲအတိုင်းတာအထိမီးလောင်ပျက်စီးခဲ့တယ်လဲဆိုတာမသိရသေးပဲကျွမ်းကျင်သူတွေကတော့ဒုံးပြန်ကိုတဲ့ဒစင်းလုံးမီးလောင်သွားတာဒါမှမဟုတ်ကျိုးပဲ့ပျက်စီးသွားပွဲရှိတယ်လို့ခံမှန်းထားကြပါတယ်။ Cosmo 482လို့ခေါ်တဲ့အဲ့ဒီဒုံးပြံကို1982ခုနှစ်ကလွတ်တင်ခဲ့တာဖြစ်ပြီး Venus Joe ကိုစဉ်သက်ဖို့ပထမကရည်ရွယ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအာကာသမစ်ရှင်မအောင်မြင်ဖြစ်ပြီးဒုံးပြန်ဟာကမ္ဘာပတ်လမ်းထဲမှာတောင်တင်သွားခဲ့တာပဲဖြစ်ပါတယ်။အခုတခါတရုတ်နိုင်ငံမှာဆက်ရုပ်ကလူကိုတိုက်ခိုက်မှုဖြစ်ပွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တရုတ်နိုင်ငံကဆက်ရုပ်ထုတ်လုပ်ရေးဆက်ရုံတရုတ်မှာ စက်ရုပ်ကအနီးနားကဝန်ထမ်းတွေကိုဒေါတာတကြီးတိုက်ခိုက်တဲ့ဗီဒီယိုထွက်ပေါ်လာခဲ့ပါတယ်။အမည်မသိတရုတ်စက်ရုပ်ထုတ်လုပ်ရေးစက်ရုံတစ်ခုထဲမှာကရိန်းမှာခြိထားတဲ့တက်ဆင်တိဆောက်နေတဲ့စက်ရုပ်ဟာရုတ်တရက်နီးပညာဖောက်ပြန်ပြီးအနီးနားကလူတွေကိုတိုက်ခိုက်ခဲ့တာကိုခုလိုတွေ့ရပါတယ်။စက်ရုပ်ရဲ့တိုက်ခိုက်မှုကြောင့်အနားကပစ္စည်းတွေပြုတ်ကျခဲ့ပြီးအနီးကလူတွေကစက်ရုပ်ရဲ့နောက်ကျောကိုချဉ်ကပ်ခဲ့ပါတယ်။အဲဒီနောက်စက်ရုပ်ရဲ့ပင်မခလုတ်ကိုပိတ်ချလိုက်မှစက်ရုပ်ရက်တန့်သွားခဲ့တာကိုခုလိုတွေ့ရပါတယ်။ ဒီတခါနောက်ထပ်စစ်ပွဲတွေအလိုမရှိကြအောင်ပုံရဟန်းမင်းတဲ့လီယိုမိန့်ကြားတဲ့ဆိုတဲ့တင်ပြမယ်ဖြစ်ပါတယ်။နောက်ထပ်စစ်ပွဲတွေမရှိစေလို့တော့ကြောင်းပထမဆုံးတနင်္ဂနွေနေ့မတ်တရားတော်ဟောကြားတဲ့မိကုံအတွင်မှာ၁၄ဆမြောက်ပုံရဟန်းမင်းတဲ့လီယိုကမိန့်ကြားသွားခဲ့ပါတယ်။ယူကရိန်းနဲ့ဂါဇာမှာရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးတစ်ခုပေါ်ဆောင်ကြဖို့ကိုလည်းပုတ်လီယိုကမေဂွန်အတွင်းမှာတိုက်တွန်းနှိုးဆော်သွားခဲ့ပါတယ်။စနေနေ့ကအိန္ဒိယနဲ့ပါကစ္စတန်တို့ကြားရရှိခဲ့တဲ့ ်အပြစ်ရသဘောတူညီချက်အပေါ်မှာလည်းကြိုးစိုးချီးကျူးခဲ့တာကိုတွေ့ရပါတယ်။ဂါဇာဒေသတွေဖြစ်ရတွေကြောင်းနာကျင်ခံစားရကြောင်းနဲ့အိန္ဒိယနဲ့ပါကစ္စတန်ကြားမှာရရှိခဲ့တဲ့သဘောတူညီချက်ဟာလည်းရေရှည်တည်တံ့မြဲမြံမှုမျှော်လင့်ပါကြောင်းပုတ်လီယိုကပြောခဲ့ပါတယ်။အလားတူယူကရိန်းမှာလည်းရေရှည်ခံပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးမြင်တွေ့ရဖို့ဆန္ဒရှိကြောင်းပုတ်လီယိုကပြောပါတယ်။ မတ်စတေအားတော်အတွင်းပေါလီယိုဟာကညာစင်မာရီကိုဂုံပြူပူဇော်တဲ့အနေနဲ့ရက်ချီနာကယ်လီစုတောင်းပတ်ထနာကိုလည်းရွတ်ဖတ်စုတောင်းသွားခဲ့ပါတယ်။ပေါလီယိုကိုကက်သလစ်ကျောင်းတော်ရဲ့ခေါင်းဆောင်အဖြစ် ပြန်လွန်တော်မူသွားတဲ့ပုံဖရန့်စ်နေရာမှာရွေးချယ်တင်မြှောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒီတကားစစ်တူရင်ကစားနည်းကိုပြည်သူများမကစားကြဖို့အာဖဂန်တာလီဘန်တွေပိတ်ပင်နေဆိုတဲ့သတင်းပဲဖြစ်ပါတယ် တာလီဘန်အုပ်ချုပ်သူတွေဟာစစ်တူရင်ကစားနည်းကိုလောင်းကစားဖြစ်အလွဲသုံးမှာကိုစိုးရင်ကျန်းနဲ့ပိတ်ပင်တားမြစ်လိုက်ပါတယ်စစ်တူရင်ကိစ္စကိုအစ္စလာမစ်ဥပဒေတွေနဲ့ချိန်ထိုးဆုံးဖြတ်မှုမလုပ်နိုင်ခင်မှာနောက်ထပ်ညွှန်ကြားချက်တစုံတရာမရမချင်းစစ်တူရင်မကစားဖို့တာလီဘန်တွေကစနေနေ့မှာညွှန်ကြားခဲ့တာပါ စစ်တူရင်ဟာအာဖဂန်မှာတာလီဘန်တွေကိုကန့်သက်ပိတ်ပင်လိုက်တဲ့နောက်ဆုံးကစားနည်းတစ်ခုလည်းဖြစ်လာပါတယ်။2021ခုနှစ်ဧပြီလမှာတာလီဘန်တွေအာဖဂန်ကို ပြန်လည်ဆုံးမိုးပြီးတဲ့နောက်မှာတိုင်းပြည်ကိုအစ္စလာမစ်ဥပဒေတွေနဲ့ကန့်သက်ထိန်းချုပ်ပြီးခေတ်နောက်ပြန်ဆွဲနေတာပဲဖြစ်ပါတယ်။